င်္ဂလာပါကျစားပါပြီ channel ရနေပြီပြန်လဲကျေးဇူးပါတယ်ကျွန်တော်ဒီငလင်ပင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လည်းဗီဒီယိုရေးသိမတင်ပြတော့ဘူးเนาะဘာကြောင့်လဲဆိုတော့အားလုံးအချိန်ရရတယ်ဒီကျွန်တော်ဘုเนาะဒီမြန်မာနိုင်ငံကျွန်တော်မှာလည်းတော်တော်လေးဟိုမှာဖြစ်သွားတယ်ဘုเนาะအဲ့ငလင်ဖြစ်သွားတယ်ပတ်သက်ပြီးတော့မှကျွန်တော်ဒီထိုင်းနိုင်ငံမှာလည်းဖြစ်သွားတယ်ဘုเนาะတွေ့ကြတဲ့အချိန်မှာအဆောက်အဦတွေလည်းအများကြီးပြိုတယ်ဘုเนาะဒါတော့မှသူတို့နိုင်ငံဘုเนาะဒီထိုင်းနိုင်ငံဆိုရင်လည်းဒီပြည်ပနိုင်ငံကနေပြီးတော့မှဒီအိမ်လေးပါကြီးကွန်ဒိုလေးပါကြီးလာဝဲလူတွေလည်းရှိတာဘုเนาะအဲ့အဆောက်အဦတွေဆိုရင်တကယ် ိုအဲမိုးမြောတိုက်ကြီးတွေပေါ့နော်အဲကောင်တွေဆိုရင်ကျွန်တော်တို့ဘောတွေပါတယ်ပေါ့နော်မြန်မာလူသားတွေလည်းအများကြီးရှိတယ်အဲ့တော့သူကဒီအဆောက်အဦတွေလုံထဲကသူကဒီငလင်တန်းနဲ့ပတ်သက်ပြီးတော့မှတခါလေးလှုပ်ထားခဲ့တာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာတော့ဒီငလင်တန်းဟိုခံနိုင်တဲ့အဆင့်နဲ့အဆင့်နဲ့ပေါ့နော်သတ်မှတ်ပြီးတော့မှလှုပ်တဲ့အဲအခုမှပေါ့နော်ဟိုတယ်ပဲဖြစ်စေအဲဒီအဆောက်အဦတွေပဲဖြစ်စေကျွန်တော်ဟိုအဲ့မတွေ့ရတဲ့လောက်ပဲပေါ့နော် ဲ့လိုကို experience လည်းမရှိခဲ့ဘူးအဲ့လိုမျိုးလည်းမတွေ့ခဲ့ဘူးပြီးတော့ control တွေပါညာရောင်းပြီဆိုရင်လည်းကျွန်တော်ရေနောက်ပိုင်းပါမေးရမလဲဆိုတော့ကျွန်တော်ရေဒီ ground နေတယ်မှာဒီငလေးနယ်နဲ့ပတ်သက်ပြီးတော့မှဘယ်လောက်ထိခဏရေးရှိတယ်ဘယ်လောက်ထိ armor ကင်ရရှိရေပြုတ်သွားရင်ရောကျွန်တော်တွေဘယ်လိုမျိုး armor ကင်ရပေးမှလဲဆိုတဲ့ဟာတွေကမေးရမယ့်ကိစ္စတွေဖြစ်လာပြီပေါ့နော်အဲ့လိုမျိုးကျွန်တော်တွေဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တွေဒီတိုက်ခန်းနေပေါ့နော်တိုက်ခန်းနေဆိုရင်ကျင်းစီတယ်ကျွန်တော်တို့တွေဒီ ဒီ ground မှာပေါ့နော်ကျွန်တော်တို့ဒီငလေးနဲ့ခဏနေအောင်လို့လုပ်ထားတဲ့ဟာတွေပေါအောင်မဟုတ်ဘူးအဲ့တော့မြန်မာနိုင်ငံမှာအခုထပ်ဖြစ်လို့7 point ကျော်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအဲ့ဒါကိုထပ်ပြီးတော့မှအဲ့ငလေးအားနဲ့ထပ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့တချို့အဆောက်အဦအဟောင်းတွေဆိုရင်တော့မှအဲ့လိုမျိုးပဲပေါ့နော်ဒီမန္တလေးမှာဖြစ်ခဲ့လို့ပြိုကျသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့တချို့လူဆိုလည်းမအိရဲကြတော့ဘူးပေါ့နော်အထက်မြင့်တိုက်တွေတော့မှမနေရဲသလောက်ဖြစ်သွားတယ်ပေါ့နော်အခုလက်ရှိဒီထိုင်းနိုင်ငံမှာနေနေတဲ့လူတွေတော့မှမြန်မာလူမျိုးတွေတော့မှဒီအထက်မြင့်တွေမှာ အခြေအနေတစ်ခုတော့ဖြစ်သွားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အိမ်ကြီးပြုံးလုံးလိုက်ပြုံးသွားရဆိုတော့လေ။အဲ့တော့ကျွန်တော်တို့တွေကအခုနောက်မှာဖြစ်သွားတယ်ဆိုတော့ဒီအိမ်ကြီးပဲဖြစ်စေကျွန်တော်ကွန်ဒိုတွေဖြစ်စေဝယ်မယ်ဒါမှမဟုတ်လည်းကောင်းငှားရမိနေမယ်ဆိုရင်တော့မှဒီဒီပေါ့နော်ကျွန်တော်တို့ရဲ့ဒီတဘာဝဘေးအနေတွေပါလာပြီပေါ့နော်အဓိကငလင်ပေါ့နော်ငလင်လာပြီဆိုရင်တော့မှဟိုပုံတိုင်းမှာညတိုက်ရဆိုရင်တော့မှအဲ့လောက်ဒီ မပြောပါတော့ဘူးလေမိုးကြမယ်ဆိုတော့ကိုအိမ်ထဲမှာဝင်နေရင်ပြဿနာမရှိဘူးဒါပေမဲ့ဒီငလင်ကြတော့ဘလုံးမကိုစမပြေဘူးအထက်မြင့်မြင့်ဝါလေးပို့ပြီးတော့မှအနေများလေးပေါ့နော်တချို့ဆိုဆိုတော့မှဒီအမဘောပါတဲ့ဟာကြီးကြတော့ငလင်လှုပ်ပြီဆိုရင်ဒီကအဆောက်အဦဒီလိုမျိုးကြီးလုံနေပါဘောနော်အမသူ့ရဲ့ခန္ဓာကြီးသတ်မှတ်ထားတဲ့ဟာကြီးရှိတာပေါ့နော်ဒါပေမဲ့အမြဲတမ်းဒီလှုပ်နေမှာလားဆိုတော့ဒီငလင်ကလည်းအမြဲတမ်းလှုပ်နေမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဘောမှာတခါကြုံဦးတယ်ကျွန်တော်မိုးပင်သွားနေတော့မှာ ီဘယ်လိုခေါ်မလဲဒီငလေလှုပ်တာပေါ့နော်လှုပ်သွားတော့မှအဲ့တော့မှတော်တော်များပြိုသေးတယ်မမရေကအဲခုနှစ်ကတော့2023 2024ကြားထဲမှာဖြစ်မယ်အဲ့ဒီမှာငလေလှုပ်သွားသေးတယ်တက်လာသေးတယ်ဇာမကျွန်တော်ကမူဦးဝင်းကိုသွားနေတယ်ကျွန်တော်အလုံးနဲ့သွားနေတယ်အဲ့တော့သူကចောင်းဆောင်ကြီးပေါ့နော်ចောင်းဆောင်က6လောက်အဲ6 6ထက်ចောင်းဆောင်ကြီးပေါ့နော်ကျွန်တော်ကအဲ့ဒါဟိုးအပေါ်မှာတက်နေရတော့မဟုတ်ဘူး ground မှာပဲနေနေရဒီအောက်ဆုံးလာမှာနေနေရဆိုလှုပ်သွားချင်မှာဂျင်းဆိုပြီးလှုပ်ပြီးတော့ ုံကြပါလို့မဖြစ်ပါဘူးเนาะအဲ့ဒီမျိုးတွေမှလည်းအဲ့လိုဟာကြောင်းကြီးမှမိုးမင်းမှရှိတဲ့ကြောင်းကြီးကအမြေကြုံကြပါကြုံကြပါတဲ့နေ့ကျွန်တော်သူ့ကလေးတွေပါတယ်เนาะကြောင်းတော့ပြိလိုက်ရတာပေါ့အဲ့တော့အဲ့ဆရာတယောက်ကလည်းပြောတယ်ဟာဒီကလေးဆိုတဲ့ဟာကအမြင်နဲ့လှုပ်နေတာမဟုတ်ဘူးတကယ်လှုပ်လို့ရင်ပြီးသွားပြီအမြင်နဲ့လှုပ်နေပြီဆိုတော့တို့အစင်ပြမှာလည်းတို့တို့မှလည်းအာမခံချက်တွေကိုဒီကြောင်းသားတွေဆိုတဲ့ဒီပေါ့နော်ဒီဘာမှမကြောက်ကြနဲ့အထည်ပြောင်းဝင်ကြဆိုပြီးအပြင်ပြောတဲ့အချိန်မှာနောက်တစ်ခါတစ်ခေါက်ထက်လှုပ်တယ်ဆိုတော့အဲ့နှစ်ချိန်တည့်ရထဲမှာနှစ်ချိန်ထုတ်သွားတာပေါ့နော်နှစ်ချိန်လှုပ်သွားတယ်ဆိုတော့ သူကငလင်ကလှုပ်ပြီးွားရေဆိုရင်နောက်ထပ်တစ်ချိန်ကထက်လာဖို့ရှိတယ်။အဲ့လိုမျိုးနော်အဲ့တော့ကျွန်တော်လှုပ်ပြီးဆိုတာနဲ့ဟိုကနိုင်ခွေးဖြစ်စေကျွန်တော်တနာကြီးဖြစ်စေဟိုကကိုယ်အိမ်မှာရှိရေဆိုရင်အိမ်ရဲ့ဝေးဝေးလေးပေါ့နော်ကျွန်တော်ဒီဒီအဆောက်အဦဒီတပ်ပင်းနေတဲ့နေရနေရာတွေပါပေါ့နော်မနေဘဲနဲ့ကျွန်တော်ဝေးတဲ့နေရာမှာသွားပြီးတော့မှဒီနိုင်ခွေးတနာကြီးလောက်နေပေါ့နော်စိပတိဖြစ်ပြီးဆိုမှပြန်တက်ဖို့ကိုယ်အိမ်ဆိုတော့ကိုယ်အိမ်ကိုပြန်ပြောင်းပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ပြန်ပြီးတော့လှုပ်နိုင်တယ်ပေါ့နော်ကျွန်တော်ငငယ်လေးတုန်းကလည်းအဲ့ဒါ လမ်းမှာသွားနေတယ်လှုပ်တာပေါ့နော်ရန်ကုန်မှာပဲလှုပ်တာအဲ့တော့ဒီဟာကြီးကကျွန်တော်တခြားနိုင်ငံမှာလည်းနေနေဘူးလေဥပထိုင်းနိုင်ငံမှာနေနေဆိုမဲ့လူဒီကျွန်တော်ကပတရားမှာနေနေဆိုမဲ့ဒါပေမဲ့အမ်လှုပ်တာဘာညာလည်းမယုံဘူးဒါပေမဲ့ရန်ကုန်မှာတော့ယုံဘူးလေအဲ့တော့လူများကတွေပြောကြပါဘောနော်ကတ်စီးတယ်ဆိုတဲ့ဟာကြီးလည်းဟုတ်ပြီဟုတ်ပါတော့ဘာသာရေးရရှိမှဆိုရင်ဒါပေမဲ့ကျွန်တော်တွေကအကောင်းဆုံးအမှုဆုံးပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတိုက်ခန်းနေမှာနေတဲ့လူတွေဆိုလည်းကျွန်တော်တွေလုံးလုံးရဲချာနေမှာပဲရမှာ အခုဆိုရင်ကျွန်တော်တို့ငလင်းအသတိပေးတယ်ကျွန်တော်တို့ software တွေထွက်နေတယ်အဲ့ software လေးတွေ line မှာတွေ့ရဆိုတော့ download ဆိုပြီးတော့မှကိုဖုန်းမှာထည့်ထားပါတော့သူကငလင်းလှုပ်တော့လှုပ်နေပြီဆိုတော့လည်း point ဘလောက်ဘလောက်အလိုတက်တယ်ပေါ့နော်တက်ပြီဆိုတော့လည်း WhatsApp ပြီဆိုရင်ဟိုအရင်တော့အိမ်မှာမနေရင်ဟိုကိုနီးစက်ရအောင်နော်ဒီအောက်မှာဆိုလဲကျွန်တော်ဘယ်လမ်းအနေပြောမှာဆိုရင်ဘယ်နေရာရောက်မလဲဆိုတဲ့ဟာတွေအဲ့ဒါတွေကိုသေချာစုံစမ်းပြီးတော့လှုပ်ထားရပါတော့ဒါတွေက ကျွန်တော်ဒီငလျင်ဘေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဟိုရေတော့မြန်မာနိုင်ငံမှာတော့ကျွန်တော်ကြုံဦးတယ်ဒီတဘာဝဘေးအနေနဲ့လုံးဝပြေးမလို့ဘူးเนาะငလျင်စုံပူဆိုတာပေါ့ကျွန်တော်တို့ဒီ nugget တော့ဝင်တော့ကဆိုရင်တော့မှ nugget ကကျတော့မှုန်တိုင်းတိုက်တယ်ဆိုရင်အိမ်ထဲမှာကိုယ့်အောင်ကိုဟိုလုံလုံချုံနေနေဆိုရင်တော့မှပြဿနာမရှိဘူးရေတက်တယ်ဗျာရေတက်တယ်ဒါပေမဲ့မြင်နေရသေးတာပေါ့နော်ဟိုဘယ်လမ်းရောက်သွားမယ်ဘယ်လမ်းရောက်သွားမယ်ဆိုရင်ပြေးလို့လွာလို့အစိမ်းပြေးနိုင်သေးတယ်ပေါ့နော်ရေအရန်တိုက်နေတော့မျိုးပေါ့နော် ဒါပေမဲ့ကျွန်တော်ရန်ကုန်မှာတော့အဲ့လိုတူမတက်အောင်နားခဲ့ကြမှာပေါ့နော်။ဒါပေမဲ့ငလင်ကြတော့လုံးဝပြေးလို့လည်းအဆင်မပြေဘူးပေါ့နော်။အာတော်တော်လေးကိုမှလက်ရှိအချိန်မှာစိုးစိုးဝါးဖြစ်သွားကြရပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီဆောင်းဝင်းရှောင်းဝင်းတွေကတော့ကျွန်တော်တို့ဥမှာပေါ့နော်။တိုက်ရိုက်ပါးပြီးသွားတဲ့လူတွေပါရှိရဆိုရင်ချက်ချင်းအဲ့လိုကိုယ်ရှင်မမြင်နေဆိုရင်ချက်ချင်းတော့ကိုလို့တော့မရဘူး။ဘာကြောင့်လဲဆိုတော့ကိုယ်တော့ကုနေနေကိုပါပြန်ပြီဝါနေတယ်ဗောနအဲ့ဘေးပေါင်ဝမ်းရုံသေးရကြီးဗောနတပင်းရှင်ရမီးလဲစစ်ရှင်ရပါရှင်ရအဲ့လိုမျိုးကြီးဗောနအဲ့တော့နောက်ပိုင်းမှာ အဲ့လိုမျိုးတွေဖြစ်လာမှာဆိုလို့ကျွန်တော်လည်းကျွန်တော်တို့သိရတဲ့အလျောက်ပေါ့နော်ကျွန်တော်တို့အိမ်ဆိုလည်းကျွန်တော်တို့6ပါရှိတယ်ရန်ကုန်မှာကျွန်တော်နေတဲ့အိမ်ဆို6လွှာရှိတယ်ကန်ထရက်အပ်ထားတာဒါပေမဲ့ကန်ထရက်ကိုဟိုးဝင်တော့နေကျွန်တော်ပြောခဲ့တယ်အဲအိမ်ကလည်းပြောခဲ့တာပေါ့နော်အမျိုးမျိုးရှိတာပေါ့တော့ဘယ်လိုလဲဆိုတော့သူများကလည်း green ground ပေါ့နော်ပိုင်ရိုက်တယ်လို့ခေါ်တော့ပိုင်ရိုက်ပြီဆိုရင်ဟိုမှာဆယ်ပြရတယ်ဆိုရင်ဟုတ်ပြီကျွန်တော်တို့ quality ချင်းမလျှော့နဲ့ဟိုမှာပတ်စံပေးမယ်ဆိုရင်လည်းကျွန်တော်တို့ပတ်စံပို့ပေးမယ်ဒီအောက်ထပ်ပေးနေတဲ့ဆက်တာတော့ဒီ အဲ့တော့ဒီပင်နစလောက်ထိကျွန်တော်ကဒီကျွန်တော်တို့ရဲ့ဒီ ground ကိုတခါလေးရိုက်လိုက်တာပေါ့နော်ရိုက်ထည့်ရိုက်ထည့်ထားတော့အဲ့လိုမျိုးတွေအမြုံမြင်နေပေါ့အရင်လောက်ခဲ့တယ်ဆိုတော့ဒီငလင်းနေနေပါကြီးကြတော့ဟိုပူပူးစိတ်ချရတယ်အဲ့လိုမျိုးတချို့တွေဆိုရင်ကျွန်တော်တို့ဒီဟိုရင်တော့မှဆိုရင်ကျွန်တော်ရန်ကုန်မှာဆိုရင်ဒီ contract ကြီးကအရင်ခက်စားတာ အရန်ကစားတော့ဘာဖြစ်လဲဆိုတော့တချို့ယူဆိုရင်ဟိုအိန္ဒိယဟိုဘယ်လိုခေါ်မလဲတနေ့မပြည့်သေးဘူးလာပိုင်းတော့နဲ့စေးတွေကွာကြတာပါလေအဲ့လို quality တွေပါရှော့လူတွေအဲ့လိုမျိုးပေါ့နော်ဥပမာလောက်ချေးစေးတွေအများကြီးတောင်းတော့ပေါ့သင်းကုန်းကပေး၄00ပေးဆိုတော့ပေးလိုက်ခဲ့ပြီးပြီးအိန် quality ရှော့တယ်ဒါမှမဟုတ်ကျွန်တော်အိန်ကအိန်မှာကြတော့ကျွန်တော်တို့ဆိုလည်း9နှစ်ဝင်ရအောင်ရှိပြီဒီ contract ဆောက်ထားတာဆိုရင်အဲ့တော့ဟိုစေးသားတွေပါဆိုတော့အားလုံး share လုပ်ထားတာပေါ့နော်ကိုကဒီကိုရဲ့ဒီ music တစ်စက်လောက်ရှိကိုကနေမှာဆိုတော့အဲ့တော့ out ground ဆိုလည်းလုံးဝ share တူးထားတာဆိုတော့ဒီငလင်းနိုင်ပါပြီးပို့ပြီးတော့ခံနိုင်ရပါတော့ ဲ့တော့ဟိုကိုကလုံချင်းတိုက်ကတော့ပို့ပြီးတော့ဟိုကျွန်တော်ပို့ပြီးသဘောကျသွားတာပေါ့နော်အခုလိုမျိုးတွေပို့ပြီးတော့ဂျုံလာအဲ့တော့အားလုံးဆင်မြေကြပါစေကျေးဇူးမမျိုးကြီးရှိစုပေးကြရတယ်ယေရှုမြတ်ကြီးတမန်တယ်အဲ့တော့အားလုံးအဆက်အသွယ်ရကူဆက်ကြပါ